ဆင်းရဲကဘာမမအံ့ဖွယ်ကောင်းတဲ့သတ္တဝါတွေဖြစ်ပြီးသူတို့ရဲ့ဉာဏ်ရည်လူမှုဆက်ဆံရေးနဲ့ဂေယျစနစ်အရေးပါမှုတွေကြောင့်ထင်းသိမ်းကာဝယ်ဖို့အထူးလိုအပ်ပါတယ်။ကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်မှသာဆင်းရဲကိုကာဝယ်ထင်းသိမ်းနိုင်မှာဖြစ်ပြီးနောက်လာမယ့်မျိုးဆက်တွေအတွက်ဂျီအံ့ဖွယ်သတ္တဝါကြီးတွေကိုထင်းသိမ်းထားနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။မိုင်းတိုင်းရဲ့ channel မှာကျေးဇူးတော်ကဆက်တာလိုက်ပါတယ်။ channel တလေးဖြစ်လို့ like and subscribe များနဲ့ပံ့ပိုးကူညီကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့ကျွန်တော်တို့ကဘာပေါ်မှာအကြီးဆုံးကုန်းနေတတော်ဝါကြီးတွေဖြစ်တဲ့ဆင်တွေအကြောင်းကိုစိတ်ဝင်စားဖွယ်ရပြောပြပေးသွားမှာပါဆင်နေရဘလောက်ထိညံကောင်းသလဲသူတို့ရဲ့မိသားစုဘဝတွေကဘလို့ရှိသလဲဒီနေ့ခေတ်မှာဘလို့အန်လီရင်းနဲ့ဆင်နေရရင်ဆိုင်နေရလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါခင်ဗျာကဘာပေါ်ဆင်မျိုးစိတ်၃ခုရှိပါတယ်အာဖရိကမြခင်းမြင်ဆင်အာဖရိကတတော်ဆင်နဲ့အာရှဆင်တို့ပဲဖြစ်ပါတယ်အာဖရိကဆင်တွေကအရွယ်အစားအကြီးဆုံးဖြစ်ပြီး နေရွက်တွေကလည်းအကြီးကြီးနဲ့အာဖရိကရဲ့ပူပြင်းတဲ့ယာတီဥရုမှာကိုခန္ဓာအပူချိန်ကို ထိမ့်ညိပေးနိုင်ပါတယ်။အာရှဆင်လေးကတော့အရွယ်အစားပုံမူတင်းငယ်ပြီးနေရွက်လည်းပုံမူတင်းငယ်ပါတယ်။ဆင်လေးရဲ့လူမှုဘဝကအရင်စိတ်ဝင်စားစရာကောင်းပါတယ်။သူတို့မှာဆင်အမေမာကြီးတစ်ကောင်ကနေဥဆောင်ပြီးမိသားစုအုပ်စုတွေနဲ့နေထိုင်ကြပါတယ်။ဒီဆင်အမကြီးကိုတော့မိခင်ကြီးလို့ခေါ်ပြီးသူဟာအုပ်စုရဲ့ခရီးသွားလမ်းကြောင်းရေရှာပွေရမယ့်နေရာ အနီရဲ့ကင်းရှင်းရေးတွေကိုစုံမြက်ပေးပါတယ်။စင်နီယာသူတို့ရဲ့သားသမီးတွေကိုနှစ်ပေါင်းများစွာဆောက်ရှောက်ပြီးမိသားစုချင်းကင်ရင်းနှီးကြပါတယ်။စင်ကောင်တည်ဆုံသွားရင်တော့ကျင်ရက်တဲ့အစင်လေးကဝန်းနေကြပြီးအရိုးတွေကိုထိတွေ့ကင်တွေက ဝန်းနေကြည်ခွေမှုကိုပြသကြပါတယ်။စင်ရဲ့ငင်းရင်ဟာတကယ်ကိုအမကန်းပါပဲ။သူတို့ကနှစ်ပေါင်းများစွာကြာတဲ့အထိလမ်းကြောင်းတွေရေအရင်းမြစ်တွေကိုမှတ်မိနိုင်ပါတယ်။စင်ရအတန်အမျိုးမျိုးနဲ့ဆက်သွယ်ကြပါတယ်။မြေချင်း အော်ခြင်းတွေအပြင်ခြိပွားကနေမြေကြီးတဲကိုတုံခံမှုတွေပေးပို့ပြီးအခြားစင်တွေနဲ့ဆက်သွယ်နိုင်ပါတယ်။ပြီးတော့စင်နီယာကိုချင်းစာတရားထားတက်ပြီးဒဏ်ရတဲ့သူတို့အုပ်စုတွေကစင်နီကောင်ကိုကူညီဖို့အတူတကွကြိုးစားကြပါတယ်။ပြီးတော့စင်နီယာတနေ့ကို16နိုင်လောက်အစာရှာစားနေရပါတယ်။တနေ့ကိုအစိမ်းရောင်အပင်တွေအရွက်တွေ150ကီလိုကနေ300ကီလိုအထိစားသုံးကြပါတယ်။ပူပြင်းတဲ့ရာသီဥတုမှရေချိုးတာ ရှုလိုက်ကိုခန္ဓာကိုဖုံးတာတွေလုပ်ပြီးအပူတန်ကနေလဲကာဝေတက်ကြပါတယ်။ဆင်ငယ်လေးတွေကတော့ကစားရတာကိုနှစ်သက်ပြီးရေကူးတာရှုနှဲမှာလူလိတ်ကစားတာတွေကိုဝါသနာပါကြပါတယ်။ဆင်နီယာတဘောကပုံးကျင်အတွက်အရန်ရေးပါပါတယ်။သူတို့ကတတော်ထဲမှာလမ်းကြောင်းတွေဖန်တီးပေးပြီးအခြားတိရိစ္ဆာန်တွေတွာလာနိုင်အောင်ကူညီပေးပါတယ်။အသီးတွေကိုစားပြီးမျိုးစေ့တွေကိုအခြားနေရာမှာစွန့်ထုတ်တဲ့အခါအပင်တွေပြတ်နှံ့စေဖို့ကူညီပေးပါတယ်။ ခြောက်တုတဲ့ယာသူရုမှာဆိုရင်လဲစင်နီယာသူတို့နဲ့နမောင်းနဲ့ရေရင်းတွေတူပြီးအခြားတိရိစ္ဆာန်တွေအတွက် ရေရရှိအောင်ကူညီပေးပါပဲစင်နေအတွက်အကြီးမားဆုံးချိန်ချောက်မှုကတော့စင်ငယ်တွေအတွက်တရားမဝင်အမဲလိုက်တာတွေပဲဖြစ်ပါတယ်ခံမှန်းချက်တွေအရနေ့စဉ်စင်အကောင်ကြီး55កောင်လောက်တက်ဖြတ်ခံနေရပြီးတစ်နှစ်ကိုစင်1000လောက်ဆုံးရှုံးနေရပါတယ်အရှဈေးကွက်တွေမှာစင်တွေဝယ်လို့အမြင်မားနေဆဲဖြစ်ပြီး ဒါဟာဆင်းရဲအတွက်ကြီးမားတဲ့အချင်းချင်းမှုတစ်ခုဖြစ်နေပါတယ်။နောက်ထပ်ပြဿနာတစ်ခုကတော့တက်တော်တွေပြုံးတီးတာတွေနဲ့ဆင်းရဲရဲ့နေရင်းဒေသတွေဆုံးရှုံးတာတွေပဲဖြစ်ပါတယ်။စပြွေးလုပ်ငန်းတွေမြို့ပြတွေတိုးချဲ့တာတွေကြောင့်ဆင်းရဲရဲ့နေရင်းဒေသတွေကျင်းမြောင်းလာပါတယ်။လမ်းမကြီးတွေယထားလမ်းတွေကြောင့်လည်းဆင်းလဲချောင်းတွေပြတ်တောက်ပြီးဆင်းအုပ်စုတွေအထီးကျန်ဖြစ်ကုန်ပါတယ်။ဆင်းရဲရဲ့နေရင်းဒေသတွေကျင်းမြောင်းလာတဲ့အခါလူနဲ့ဆင်ပဏိပခတွေပုံမှုဖြစ်ပွားလာပါတယ်။ စင်နီယာအစာရှာရင် လေယာရီတွေဝင်ရောက်ပြီးသီးနှံတွေကိုလည်းဖျက်ဆီးတတ်ကြပါတယ်။ဒီလိုဖြစ်တဲ့အခါတောင်သူတွေကအစင်တွေကိုတတ်ခိုက်တာအစိတ်ခတ်တာတွေဖြစ်ပြီးနှစ်စင်လူအများပြားလည်းစင်တွေကြောက်တည်ဆုံးနေရပါတယ်။အမဲလိုက်တမားတွေကအဆွေအကြီးဆုံးရှိတဲ့စင်ကြီးတွေကိုပြစ်မှတ်ထားလေးရှိပါတယ်။ဒါကြောင့်အတွေ့အကြုံရှိတဲ့စင်ကြီးတွေဆုံးရှုံးပြီးဆေးအုပ်စုတွေမှာဘဝတုဒ္ဒနဲ့အတွေ့အကြုံလွဲပြောင်းပေးနိုင်တဲ့ခေါင်းဆောင်တွေမရှိတော့ပါဘူး။ ဒါဆင်နရဲ့ရှင်နယ်ရက်တည်နိုင်မှုပေါ်ကြီးမားတဲ့တက်ရောက်မှုဖြစ်ပါတယ်။ဆင်နေကိုကာဝယ်ဖို့အမဲလိုက်တာတွေကို တိုက်ဖြတ်ဖို့အရေးကြီးပါတယ်။တက်တော့ဆော့တွေကို လေ့ကျင့်ပေးတာဒရုန်းတွေကင်မရာတွေနဲ့ပြီးတော့ GPS ခြေရာကန်စနစ်တွေအသုံးပြုပြီးတော့လဲဆင်နေကိုစောက်ကြက်ပြီးကြီးစုပေးနိုင်ပါတယ်။ဆင်နေကုံသမှုကိုတားဆီးဖို့လဲဥပဒေတွေကိုပုံမှုတင်းကျပ်ပြီးကျင့်သုံးမှုလိုအပ်ပါတယ်။ ဆင်နေအတွက်လုံခြုံတဲ့နေရာတွေဖန်တီးပေးဖို့အမျိုးသားဥယျာဉ်တွေတိစောက်ပေးတာဆင်လန်းချောင်းတွေဖန်တီးပေးတာတွေနဲ့တတော်ပြောင်းလဲစိုက်ပျိုးတာတွေလွတ်ဆောင်နိုင်ပါတယ်။ဆင်နေရနေမြေကြေကြေမှာလှည့်လေသွာလာတာရှိတဲ့အတွက်ကြောင့်သူတို့အတွက်လုံလောက်တဲ့နေရာရရှိဖို့အရေးကြီးပါတယ်။ဆင်နေကြောင့်တင်းနံပျက်စီးမှုတွေအတွက်တောင်သူတွေကိုအစိုးရကနေရောကြီးပေးတာတွေနဲ့လဲပဏိပခတ်ကိုလျှော့ချနိုင်ပါတယ်။ဆင်တဲ့လူအတူရှင်ရွက်နေတိုင်းမှု ဂျားကန်စုံတွေဖန်ပြီးပေးတာကလည်းထိရောက်တဲ့နီလန်တစ်ခုဖြစ်ပါတယ်။စင်ထင်းသိမ်းရေးမှာဒေသခံတွေပါဝင်ဖို့အရေးကြီးပါတယ်။ဒေသခံတွေကိုထင်းသိမ်းရေးလုပ်ငန်းတွေမှာပါဝင်စေတာ၊ဂေယခီးသွေးလုပ်ငန်းတွေကနေဝင်ငွေရရှိစေတာ၊စင်တွေရဲ့အရေးပါမှုအကြောင်းကိုပညာပေးတာတွေလွှတ်ဆောင်နိုင်ပါတယ်။ဒေသခံတွေကစင်တွေကိုတံမိုးထားလာတဲ့အခါထင်းသိမ်းရေးလုပ်ငန်းတွေမှာပုံမှုအောင်မြင်လာမှာဖြစ်ပါတယ်။လက်ရှိမှာတော့ ဘော့ဆွာနာနိုင်ငံဟာဆင်အများဆုံးရှိတဲ့နိုင်ငံဖြစ်ပြီးဆင်ဥယေ33000လောက်ကိုရှိပါတယ်။ဇင်ဘာဘွေမှာတော့အကောင်3000လောက်ရှိတယ်။တန်ဇန်နီးယားမှာဆိုရင်လည်းအကောင်6000လောက်ရှိပါတယ်။ကင်ညာနိုင်ငံမှာတော့35500လောက်ရှိပါတယ်။အရှာတိုက်မှာတော့အိန္ဒိယနိုင်ငံဟာဆင်အများဆုံးရှိပြီး28000ကျော်ရှိပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်းဆင်ဥယေ2000ကနေ3000လောက်အထိရှိပါတယ်။ 1900ခုနှစ်တွေတုန်းကကဘာပေါ်မှာဆင်ဦးရေ10တန်းလောက်ရှိခဲ့ပေမဲ့အခုအချိန်မှာတော့အာဖရိကဆင်၄15000လောက်နဲ့အာရှဆင်၄000ကနေ9000လောက်ပဲကျန်ပါတော့တယ်။ဒါဟာအရန်စိုးရင်ဖွယ်ရကောင်းတဲ့အခြေအနေတစ်ခုပါ။ဒါကြောင့်ဆင်တွေကိုထိန်းသိမ်းကာဝယ်ဖို့အရေးတကြီးလိုအပ်နေပါပြီခင်ဗျာ။ဆင်တွေရဲ့ကိုယ်ခန္ဓာတကယ်ကိုအမကန်းပါပဲ။သူတို့ရဲ့နှမောင်းမှာကြက်သားပေါင်း၄000ကျော်ရှိပြီး အလွန်အမင်းတက်လက်ပါတယ်။ စင်နဂါတနေ့ကို2နာရီကနေ3နာရီသားအိတ်ဆက်ကြာပြီးအများစုကို မတက်ရက်ရက်အိတ်ကြပါတယ်။စင်နရဲ့အကြအာယုံကလည်းအလွန်ထက်မြက်ပြီးရေမိုင်30အကွာအဝေးကအတန်ကိုကြားနိုင်ပါတယ်။ဒါအပြင်စင်နကခြေဘွားကနေတုံဆောင်မှုကိုခံစားနိုင်ပြီးဒီနည်းနဲ့ပဲအခြားစင်တွေနဲ့ဆက်သွယ်ကြပါတယ်။စင်ရဲ့အုံနောက်ကကိုယ်လေးချင်းအချိုးအစားအရတလေးဆက်နေတဲ့မှာအကြီးဆုံးဖြစ်ပြီးဆဲပေါင်း259ဘီလီယံခန့်ပါဝင်ပါတယ်။ တို့ဟာကိုကိုကိုမှန်ထဲမှာမမိနိုင်ပြီးကိုယ့်ရဲ့ရုပ်ပုံကိုနားလည်နိုင်တဲ့တလိမ့်ဆက်အနှဲငယ်တဲကတစ်ခုပဲဖြစ်ပါတယ်။စင်နီယာကရိယာတွေကိုအသုံးပြုတတ်ပြီးပြဿနာတချို့ကိုဖြေရှင်းနိုင်ပါတယ်။ဥပမာဆိုရင်တော့တချို့စင်နီယာတက္ကိုင်းတွေကိုအသုံးပြုပြီးတို့ရဲ့ကိုခန္ဓာမှာရရတဲ့နေရာတွေကိုကုတ်ဖို့ရင်တွေကိုနှင်ထုတ်ဖို့အသုံးပြုကြပါတယ်။မြန်မာနိုင်ငံကအစားစင်တွေရဲ့အရေးပါတဲ့နေရင်းဒေသတစ်ခုဖြစ်ပါတယ်။ မြမတတော်စင်တွေဟာအရွယ်စားသေးငယ်ပေမဲ့အရန်ကိုတန်ပါပြီးအလုတ်ကျန်းတွေကို လုံနိုင်စွမ်းရှိပါတယ်မြမနိုင်ငံမှာစင်ရိုင်းဥယျာဉ်2000ကနေ3000ကြားကျန်ရှိနေပြီးအဓိကအားဖြင့် AR တိုင်းပဲခူးယုံမှတင်းနေသားရီတိုင်းနဲ့စကိုင်းတိုင်းတွေမှာတွေ့ရှိရပါတယ်ဒါအပြင်မြမနိုင်ငံမှာအလုတ်လုပ်တဲ့စင်ရင်9000ခန့်လည်းရှိပါသေးတယ်မြမနိုင်ငံမှာစင်တွေနဲ့လူတွေကြားဆက်ဆံရေးနှစ်ပေါင်းထောင်ချီပြီးတမိုင်းရှိပါတယ် ရှေးခေတ်ကာလကဘင်းတက်မတော်မှာစင်တက်တွေပါဝင်ခဲ့ပြီးစင်မြူတော်တွေကိုလည်းအထုမြက်ထားခဲ့ကြပါတယ်။ဒီနေ့ခေတ်မှာဆိုရင်လဲစင်စကန်းတွေမှာစင်ဒိန်းတွေနဲ့စင်တွေကြားချစ်ကြည်ရင်းနှီးမှုကိုတွေ့မြင်နိုင်ပါတယ်။မြဝရံကမှာစင်ထိန်သိန်းစကန်းတွေရှိပါတယ်။ပသိန်းကြီးမျိုးတွေကစင်စကန်း၊ဘကိုးရှိုးမကစင်ထိန်သိန်းစကန်းတွေမှာဒန်ရစင်တွေမိဘမဲ့စင်ငယ်လေးတွေကိုစားလျှောက်ပေးနေပါတယ်။ ဒီစကန်နေရဆင်တွေကိုကာဝယ်ဆောက်ရှောက်ယုံတာမကခရီးသွားတွေကိုလည်းဆင်တွေအကြောင်းပညာပေးတဲ့နေရဖြစ်ပါတယ်ဒီလိုစကန်တွေကနေရရှိတဲ့ဝင်ငွေတွေကိုဆင်ထိန်းသိမ်းလုပ်ငန်းတွေမှာပြန်လည်အသုံးပြုသင့်ပါတယ်ဆင်တွေရဲ့ကျမ်းမာရေးဆိုင်ရာထူးခြားချက်တွေကိုလည်းသိပ္ပံပညာရှင်တွေကအံ့ဩသင့်နေပါတယ်ဆင်တွေမှာကင်ဆာဖြစ်ပွားမှုအလွန်နှေးပါပါတယ်ဒါဟာသူတို့မှာ TP fight 3လို့ခေါ်တဲ့ကင်ဆာတားဆီးရေးမျိုးရိုး made to visa 20ခန့်ရှိလို့ဖြစ်ပါတယ်လူတွေမှတော့ဒီ visa တစ်ခုပဲပါပါတယ်ဒီတွေ့ရှိချက်တွေကလူသားတွေရဲ့ကင်ဆာကုသရေးအတွက်မှာအရေးပါတဲ့သုတေသနတွေဖြစ်လာနိုင်ပါတယ်စင်နီယာတန်းရှိတဲ့သတော်တွေဖြစ်ပြီးတဘာဝအတိုင်းဆိုရင်အနည်း60ကနေ80အထိအသက်ရှင်နိုင်ပါတယ်သူတို့ရဲ့အစဲတွေမှာပျက်စီးမှုကိုပြုပြင်ပေးတဲ့စနစ်တွေအားကောင်းပြီးတကြီးရွှေကိုဖြစ်တာကိုနှေးကွင်းစေပါတယ် စင်နရဲ့ဒီအချက်တွေကိုလေးလာပြီးလူသားတွေရဲ့တတန်းရှည်ရည်သူတွေတနာတွေမှာအထောက်အကူဖြစ်စေပါတယ်။ကမ္ဘာတဝန်ရဲ့ရည်ကြီးမှုတွေမှာစင်နရအရေးပါတဲ့နေရာကပါဝင်ပါတယ်။ထိုင်းနိုင်ငံမှာစင်မီတော်ဟာတိုင်းပြည်ရဲ့တင်ဂေတတစ်ခုဖြစ်ပြီးအာဖရိကမှာလည်းစင်နရဉာဏ်ပညာခွန်အားငြိမ်းချမ်းရေးတွေတင်ဂေတအဖြစ်ယူဆကြပါတယ်။ဗုဒ္ဓဘာသာမှာစင်မီတော်ဟာဗုဒ္ဓဝင် ပုံမြင်တွေမှာအရေးပါပြီးဗုဒ္ဓလောင်းလျာတိဋ္ဌာမင်းသားရဲ့မေတော်မာယန်ဒေဝီအိမ်မက်ထဲမှာစင်မီတော်ဝင်ရောက်လာပုံစံနဲ့ ပဏိတရီယူခဲ့ပါတယ်ဟန်နူဘာသာရေးဖျားတွေမှာလည်းစင်မီပုံတော်ပါပြီးအေယံအောင်စင်မီကိုလည်းယုံကြည်ကူးဝဲကြပါတယ်စင်နေရဘာသာရေးအဆောက်အအုံတွေရုပ်ထုတွေမှာလည်းအများပါတွေ့ရပါတယ်ခင်မီနေပညာတွေရာစင်ထင်းသင်းမှာရေးပါလာပါတယ်ဇုံတွေကိုအသုံးပြုပြီးကျဲပြန့်တဲ့ဧရိယာတွေကိုစောက်ကြည့်နိုင်ပြီးစင်အုပ်စုတွေရဲ့လှူရှားမှုတွေအရေးအတွက်တွေကိုခံမနိုင်ပါတယ် AI နည်းပညာကိုအသုံးပြုပြီးစင်ကောင်ချင်းစီကိုမျက်နှာအသွင်ပြင်းနဲ့ခွဲခြားသိရှိနိုင်ပါတယ် ဒီနည်းပညာတွေကအမဲလိုက်သမားတွေကိုထောင်လန်းဖို့နဲ့စင်တွေရဲ့အပြုတ်မှုတွေကို လေ့လာဖို့အထောက်အကူဖြစ်စေပါတယ်စင်တွေကို GPS တွေတပ်ပေးပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်ပါတယ်ဒီနည်းနဲ့စင်တွေလူနေရပ်ကွက်နားကိုချင်းကပ်လိုက်ရင်အချက်ပေးစလစ်တွေကအသိပေးပြီးပဏိပက္ခတွေကိုကြိုတင်ကာဝယ်နိုင်ပါတယ်ဒါအပြင်စင်တွေရဲ့ယာသီအလိုက်ရွှေပြောင်းသွားလာမှုတွေအစာရှာဖွေမှုပုံစံတွေကိုလေ့လာနိုင်ပြီးထိန်းသိမ်းရေးအစီအစဉ်တွေရေးဆွဲရမှာအထောက်အကူဖြစ်စေပါတယ် ရာသီဥပြောင်းလဲမှုကြောင့်အစင်းတွေအတွက်ရေရှားမှုဟာကြီးပါတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။စင်ကောင်ဟာတနေ့ကိုရေကလန်း30ကနေ90လောက်အထိတောက်သုံးရင်လိုအပ်ပါတယ်။မိုးကောင် ရေရှားချိန်တွေမှာစင်တွေရေရှားဖို့ခီးဝဲတွေတွားရပြီးလူနေရက်ွက်တွေနဲ့ပဏိပခတွေဖြစ်ပွားလာနိုင်ပါတယ်။ဒါကြောင့်စင်တွေအတွက်ရေရင်းမြစ်ထိမ့်သိမ့်မှုအရေးကြီးပါတယ်။ရာသီဥပြောင်းလဲမှုကြောင့်အပင်တွေရဲ့ကြီးထွားမှုပုံစံပြောင်းလာပြီးစင်တွေရဲ့အစာရှာဖွေမှုပုံစံလည်းပြောင်းလာပါတယ်။ တချို့ဒေသတွေမှာတက်တော်တွေပြောင်းလဲလာပြီးဆင်းရဲနှစ်သက်တဲ့အစားအစာတွေရှားပါးလာပါတယ်။ဒါကြောင့်ဆင်းရဲအစာရှာဖို့ပုံမှုဝေးကွာတဲ့နေရာတွေကိုသွားလာပြီးပုံမှုအန္တရာယ်များတဲ့နေရာတွေကိုရောက်ရှိသွားနိုင်ပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့ဆင်းရဲအတွက်တင့်တော်တဲ့အစားအစာအရင်းမြစ်တွေပြန်လည်စိုက်ပျိုးပေးဖို့လိုအပ်ပါတယ်။ကမ္ဘာတော်မှာဆင်းရဲကိုကာဝယ်ထိန်းသိမ်းမှုအဖွဲ့အစည်းတွေရှိပါတယ်။ Save the Elephant Worldwide Fan စတဲ့အဖွဲ့တွေကဆင်းရဲကို အမဲလိုက်ချင်းကနေကာဝယ်ဖို့နေရင်းဒေသတွေထိန်းသိမ်းမှုနဲ့လူနဲ့ဆင်ပဏိပခါတွေရွှော့ချဖို့ကြိုးပမ်းနေကြပါတယ်မြန်မာနိုင်ငံမှာလည်းတတော်ဥစည်းဌာနဆင်ထိန်းသိမ်းရေးအဖွဲ့တွေကဆင်တွေကိုကာဝယ်ထိန်းသိမ်းပေးသင့်ပါတယ်ထိန်းသိမ်းမှာလူတိုင်းပါဝင်နိုင်ပါတယ်ဆင်ထိန်းသိမ်းအဖွဲ့တွေကိုလူတန်းတာတွေစင်စပစ္စည်းတွေမဝယ်တာတွေနဲ့ဆင်ထိန်းသိမ်းရေးအကြောင်းအသိပညာဖြန့်ဝေပေးတာတွေလှုပ်ဆောင်နိုင်ပါတယ် စင်စကန်တွေကိုတွားရောက်လက်ပတ်တာတွေကနေလဲစင်ထင်းသေးလုပ်ငန်းတွေကိုထောက်ပံ့ကူညီနိုင်ပါတယ်။ဒါအပြင် စင်ရိုင်းတွေကို တောထဲမှာပဲထားပြီးတဘာဝအတိုင်းချက်စားခွင့်ပေးဖို့အရေးကြီးပါတယ်။ဟုတ်ကဲ့မစ္စရိုအနေနဲ့စင်တွေကြောင့်ဘာတွေထပ်မံသိရှိချင်ပါသေးလဲခင်ဗျာ။စင်တွေကိုကိုယ်တိုင်တွေ့ဘူးပါလားခင်ဗျာ။စင်တွေကိုကာဝယ်ထိန်းသိမ်းမှုဘလို့နီးလန်းတွေအကြံပြုချင်ပါသေးလဲခင်ဗျာ။ကျေးဇူးပြုပြီး comment မှာရေးသားမျှဝေပေးကြပါဦးခင်ဗျာ။ ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာမိတ်ဆွေတို့ရဲ့အကြံပြုချက်တွေကိုထည့်သွင်းဖော်ပြပေးသွားပါမယ်မိတ်ဆွေတို့မှာစင်ရီနဲ့ပတ်သက်တဲ့ကိုတွေ့အတွေ့အကြုံတွေရှိခဲ့ပွင့်ကျွန်တော်တို့နဲ့မျှဝေပေးပါစင်စကန်တွေတိလိဆက်ဥယျာဉ်တွေမှာစင်ရီနဲ့တွေ့ဆုံခဲ့မှုတဲ့အတွေ့အကြုံတွေဓာတ်ပုံတွေကိုကျွန်တော်ရဲ့ channel မှာရေးသားမျှဝေနိုင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကိုအဆုံးနဲ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ထပ်စိတ်ဝင်စားဖွယ်ဗီဒီယိုတွေအတွက်ကျွန်တော် channel ကို subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ခင်ဗျာ channel လေးကအသစ်ဖြစ်တာကြောင့်လဲ like and share တွေလုပ်ပေးတာကနေလဲကူညီပေးနိုင်ပါတယ်ဟုတ်ကဲ့နောက်တစ်ပတ်ဗီဒီယိုအသစ်တွေမှာတွေ့ကြပါအောင်ပဲခင်ဗျာ